ရန်ကုန်တက္ကသိုလ်မှာအဆောင်နေထိုင်ခွင့်ပြုထားတဲ့ထူးချွန်ကျောင်းသားကျောင်းသူတွေရဲ့အစားအသောက်ကျွေးမှုအစီအစဉ်တွေအတွက်တက္ကသိုလ်အနီးအနားမှာရှိတဲ့ပြင်ပကလုပ်ငန်းရှင်တွေကိုဖိတ်ခေါ်ခဲ့ပြီး BOD စနစ်နဲ့လောက်ကိုင်ခွင့်ပြုသွားမှာဖြစ်တာကြောင့်စိတ်ပါဝင်စားသူတွေကိုလေလံစနစ်နဲ့ခေါ်ယူရရှိပါတယ်။ရန်ကုန်တက္ကသိုလ်မှာတာဝန်ရှိသူတို့ကအစားအသောက်ကိုတစ်နှစ်နှစ်ကြိမ်ကျွေးမှာဖြစ်ပြီးတစ်ကြိမ်ကို1,500နှုန်းနဲ့အဆောင်နေကျောင်းသူကျောင်းသားတွေအတွက်စားသောက်စိတ်ကိုတစ်နှစ်ကို7,000နှုန်းသတ်မှတ်ထားပါတယ်လို့ဆိုပါတယ်။ ရန်ကုန်တက္ကသိုလ်အတွင်းမှာ BOD စနစ်နဲ့လုတ်ကင်ခွင့်ရရှိထားသူတူကအစားအသောက်တွေကိုကျောင်းထဲမှာချက်ပြုတ်ခွင့်မရှိဘဲချက်ပြီးသားတွေကိုပဲတည်လာပြီးကျွေးရမှာဖြစ်တဲ့အတွက်အဟာရပြည့်အောင်ကျွေးရမှာနဲ့တည်ဆောင်ကားတွေပေါင်းပြီးတွက်ကြည့်ရင်တော့ကျောင်းသားကျောင်းသူများရဲ့အဆောင်ဆိုရင်တော့ကိုက်မယ်ထင်ပါတယ်လို့ပြောပါရယ်အဆောင်တွေကျောင်းသားကျောင်းသူတွေကိုစားတောက်ရီကပ်ပြားများထုတ်ပေးသွားမှာဖြစ်ပြီးထမင်းစားတဲ့ခါတိုင်းမှာအဆိုပါကပ်ပြားကိုယူဆောင်လာဖို့တတ်မှတ်ထားတဲ့အချိန်တွင်စားတောက်ဖို့အစရှိတာတွေကိုတတ်မှတ်ထားတယ်လို့သိရပါရယ် ရန်ကုန်တက္ကသိုလ်အတွင်းမှာကျောင်းသားတွေအတွက်ပကိုးဆောင်တထုံဆောင်အင်းဝဆောင်နဲ့ပင်းရဆောင်ကျောင်းသူတွေကိုအင်းရဆောင်ရွှေဘိုဆောင်တကုံဆောင်နဲ့အင်ဂျင်ဆောင်တို့မှာထားရှိသွားမှာဖြစ်ပြီးလက်ရှိမှာအဆောင်တွေကျောင်းသားကျောင်းသူ300ဝန်းကျင်ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျာ။